Hello အမအခုငါမောင်နေညီမတွေကိုအေဂျင့်နေနဲ့ပတ်သက်ပြီးတော့ဟိုသူတို့အေဂျင့်တွေကို engage လုပ်မယ်ဆိုရင်ဘာတွေမေးသင့်လဲဆိုတာလေးတွေကိုအမစဉ်းစားလို့ရတာလေးတွေကိုအမပြောပြပေးမယ်နော်အော်ဒါနဲ့စကားမဆက်အမမနက်ကပြောခဲ့တယ် TEP နဲ့ပတ်သက်တဲ့ဟာမအမအမပြင်ဆင်ချက်လေးတခုပြောချင်တယ်အဲ့ဒါအမပြောလိုက်တယ် TEP ကအစိုးရကိုပေးရမယ့်အခွန်မှာ သူတို့ရတဲ့ဝင်ငွေ1500လို့အမကတွက်ပေးတယ်တကယ်တော့1500နဲ့တွားမှာမဟုတ်ဘူးသူတို့တီးပြီးမှကြေညာထားတယ်လစာ3000နဲ့တွားမှာဆိုတော့3000ဆိုတော့3လဆို9000 9000ရဲ့1500ခိုင်နှုန်းဆို1350အခွန်ဆောင်ပြီးမှပြန်လို့ရမှာနော်အဲ့ဒါကိုအမဟိုကို1500နဲ့တွက်လိုက်မိတယ်ပေါ့နော်အဲ့ဒီတွက်အမအမပြင်ဆင်တာပါနော်အခုအမပြောပြမဲ့ဟာတော့အမအခုလက်တလောမောင်လေးညီမလေးတွေလာပြီးတော့ တိုင်ပင်ဆွေးနွေးတာတွေပြောပြတာတွေနဲ့ပတ်သက်ပြီးတော့အမတို့တွေဘလိုမျိုးလေးတွေများစဉ်းစားရမလဲဆိုတာလေအမအတဉဏ်ပေးချင်တာပါအမကဆရာကြီးလည်းမဟုတ်ဘူးအဲ MON နဲ့ပတ်သက်တာတွေကိုအမလေ့လာတယ်အမက HR လုပ်သက်ကလည်း15နှစ်လောက်ရှိတယ်။နောက်ပြီးဒီအဲဒီတောက်လျှောက်မှာအမကဒီက rules and regulation လေးနဲ့အစိုးရနဲ့ပတ်သက်တာပဲเนาะဒီအလုပ်သမားနဲ့ပတ်သက်တာပေါ့။အမ HR department ဆိုတော့ အဲအဲ့လိုမျိုးဆိုအမလိလာအတွက်အမအတွေ့အကြုံနဲ့အမက sharing လုပ်ဖေးတာအဲ့အတွက်ဆိုတော့အမားတွေဘာတွေပါခဲ့တယ်ရှိရင်လည်းပွင့်လင်းစွာထောက်ပြပေးပါနော် အမကဟိုမှားခဲ့ရင်လည်းအမစေတနာနဲ့မှားပြရဖြစ်တဲ့အတွက်အမဟိုနားလေခွင့်လို့ပေးစီခြင်းပါတယ်နော်โอเคအမအခုပြောပြမယ်အေဂျင့်အနေနဲ့ပတ်သက်ပြီးတော့အခုအမမောင်လေးတွေညီမလေးတွေလာလာနဲ့ပတ်သက်ပြီးအမအဲတိတာပေါ့နော်အေဂျင့်တွေက တရားဥပဒေပေါင်းတရားပဲသူတို့ကလုံဆောင်ခွဲရသွားတယ်လို့ပဲဆိုကြပါစို့ပေါ့နော်လိန်နေလို့တော့မဆိုးလို့ခြင်းမဘူးသူတို့လေအဲ့လိုဆိုဘလို့လဲဆိုတော့အေးချမ်းကနော်လူတယောက်ရှိရပွဲစားကဒီနေ့ဆိုရင်ညီမလေးဆို6000နဲ့သူပေးရနော်6000ပေးရတယ်အဲ့ဟာကို तू ကပေးခဲ့တာညီမပြီမှာပေးခဲ့တယ်စာလုံးအေးချမ်းကအိုက်ပီမှာတင်တော့4400လို့ပဲတင်တယ် ၄00မရတင်းနေတယ်သူကတော့10ရက်နဲ့လားအလုတ်ပြုတ်သွားတယ်အလုတ်ပြုတ်သွားရဲဆိုတော့ပြန်ပြီးတော့သူက M1 မှာသွားတောင်းရင်လေ4400ရဲ့တဝက်2200ပဲရမယ်နော်ဒီ6လမတိုင်းမှာပြုတ်တယ်ဆိုတော့အလုတ်သိရှာပေးမလားအလုတ်နာပွဲစားကတဝက်မလားဆိုတော့ပွဲစားကတဝက်အိတ်ကြိုင်အေးကြိုင်เนี่ยပွဲစားကတဝက်ပဲပေးတော့တယ်သူတို့သူတို့ကအဲ့မှာနေသူတို့ကမြက်ပြီးပြီလေ2200မြက်ပြီးပြီမြန်မာပြည်မှာပေးခဲ့တယ်ဂျန်နဲ့ပတ်စံဘယ်လန့်ကလည်းမြန်မာပြည်ကလူကပြန်မပေးတော့ဘူးဆိုတော့ သူတို့ဒီ6000မှာ2200ပဲပေးရတာလေဂျန်နေပဆန်ကသူတို့ရဲ့အမြင့်လေနော်ဆာလုံးအေးကြလည်း2200မြတ်သွားတယ်ဟိုဘက်ကလည်းအတတင်မြတ်သွားတယ်အဲ့လိုဖြစ်သွားတယ်ကဲအဲ့ဒါဆိုတော့ဟိုဘက်ကို ပြန်มาအဲ့မှာအဲ့ညမာလေးอ่ะဟိုဘက်ကိုပေါ့เนาะအခုဝက်ပါမင်းဆိုတော့ pass cancel လုပ်တဲ့ချိန်မှာသူကဘန်တန်ဘက်ကိုအင်ဒိုနီးရှားဘက်ကိုထွက်သွားပြီးတော့နေရတယ်ပေါ့เนาะအဲ့မှာဗမာအေဂျင့်ကိုမဆက်သွဲဘူးလားလို့မှပြီးတော့ဗမာအေဂျင့်ကပြောတယ်ပေါ့เนาะဒီ IP မှာကြီးညာတဲ့တဝက်ပဲပေးမင်းတဲ့เนาะကိုသူပေးခဲ့တဲ့အမောင်6000ရဲ့3000ပေးမှာမဟုတ် IP မှာ4000ကြီးညာတော့2200ပဲပေးမင်းအဲ့ဒါအောင်မှာသူကတဲ့အော်ညမာလေးကိုတနာလို့150 200ပို့ပေးမင်းပေါ့ ဆိုတော့ तू ကညမလေးပတ်စံနေပဲ तू ကယေရှုရှင်ပြန်လှုပ်တယ်ဆိုတဲ့သဘောပေါ့နော်အမှန်ဆိုငါညမပတ်စံမယ်လीကဲအဲ့ဒါအပြင် तू ကနေပေါ့အဲအလုတ်ကိုပေါ့နေရနေရှာလို့ပြောတယ်သူတို့ကအဲ့ကြရင်ဟို6လမတိုင်ခင်ထွက်ရင်အလုတ်သမားကို agent fee ပေးမလားအလုတ်ရှာပေးမလားဆိုရင် agent fee ပဲပေးရတယ်ပေးရင်တဝက်ခါသူကမြက်ပြီးသားလीအလုတ်သူတို့လက်ထက်မှာရှိတဲ့စိတ်ချညမတို့မပေးတော့ညမတို့ကအလုတ်ပြုတ်ပြီးသားလို့ညမတို့ရှေ့ကတခါစားပြီးပြီး မြမတို့အလုတ်ထပ်ပေးလေမြမတို့ရှေ့ agent fee မရတော့ဘူးလေဒီသူ့မှာဒီအလုတ်ကြီးရှိနေဆိုတော့နောက်ထပ်အခုလာမယ့်အစ်တရောက်ရောက်ကိုပေးလိုက်ရင် agent fee အပြည့်ရမယ်လေကဲအဲ့တရက်ကိုထပ်ဖြုတ်လိုက်ဖြုတ်လိုက်ရင်တဝက်လေးပဲယော်လိုက်သူတို့ကတဝက်ကသူတို့ကစားပြီးပြီဆိုတော့သူတို့ကတဝက်ကိုအိတ်ထဲထည့်ပြီးသားဆိုတော့အလုတ်လက်ထဲမှာရှိနေပြီလေစီအစ်တလူကိုပဲပေးမယ်အစ်တကိုလူရင်သူတို့တို့စားပေါက်ရသေးတာပေါ့ဒါဟာဥပဒေပေါင်းတွင်းကလှုပ်ရှားနေတာပါနော်အဲ့တော့ဆိုနောက်တစ်ခုက ဟိုမြမလေးတို့မောင်လေးတို့မြမပြည်ထဲမှာပတ်စံအကုန်ပေးခဲ့စေခြင်းဘူးဖြစ်နိုင်မယ်ဆိုရင်နော်ပြီးတော့ agent တွေကိုဘာအလုပ်လဲဘယ်ကုမ္ပဏီလဲကုမ္ပဏီရဲ့ site ကဘယ်လောက်လဲဆိုတာလူဘယ်နှယောက်ရှိလဲမေးခွန်းရှိလဲနော်ဘယ်ကုမ္ပဏီလဲဆိုအောင်မေးခွန်းရှိသူတို့မပြောရဲဘူးဆိုတာ ਈ တော့အမတော်တော်တော့အံ့ဩတယ်ဟိုတကယ်ကုမ္ပဏီတွေက agent နဲ့ join လိုက်ပြီဆိုရင်သူတို့က အမားတို့တွေဒီနိုင်ငံထဲမှာတော့အမားတို့ကဒီ company တိုက်ရိုက်သွားရှာငါတို့ဒီ agent ကို engage လုပ်ထားတယ်သူ့ကိုဆက်သွယ်ပါအဲ့လိုမျိုးပြောတယ်သူက agent ကပဲ interview ဝါတာအစအဆုံး processing လုပ်ပြီးဒီလူကိုအလုပ်ထဲအရောက်ပို့ပေးတာအဲ့လိုမျိုးလုပ်တယ်เนาะတကယ်ဒီမှာဆိုရင်အဲ့လိုမျိုးလုပ်တယ်ပြီးတော့မှဒီလူကဘာလဲဆိုတော့ company ရှာ agent fee လည်းရဒီဘက်ကလည်းရတယ်လေဒါပေမဲ့ဒီလူအမားတို့အလုပ်ဝင်ဝင်ချင်း agent fee မရဘူးသူတို့ကဒီလူ6လပြည့်မှာ ကုမ္ပဏီရှိရလဲပွဲစားကြရတယ်အမားတို့ရှိရလဲပွဲစားကြရတယ်အဲ့လိုမျိုးရှိတယ်နော်ဒါပေမဲ့အခုတော့ဘလို့တွေဖြစ်ကုန်မှာဟိုမှလဲနားမလဲတော့ဘူးပေါ့နော်ဟိုဘလို့ခေါ်လဲဆိုဟိုဝယ်လို့အားများတာမဒမန်ဟိုဘက်ကမတို့နိုင်ငံဒမန်အရင်များတဲ့အချိန်မှာသူတို့တက်ကဈေးကွက်ကြီးဖြစ်သွားတယ်လीနော်ပူဆိုးတာမြန်မာပြည်ထဲကနေပြီးတော့ထွက်ပင်နေဆိုတိုင်းမှာဆိုတော့မြန်မာပြည်ကအေဂျင့်တွေကလည်းသူတို့မှအေဂျင်စီလိုင်စင်မရှိတော့ဆိုတော့လောက်ချင်တိုင်းလောက်နေကြတာပေါ့နော်အဲ့လိုအမ်ဆိုဖြစ်ကုန်နေ နောက်ပြီးတော့ဘယ်လိုဖြစ်လဲဆိုအခုမောင်လေးတယောက်ကပြောတာဆိုရင်သူဆိုရင်10ရက်လောက်ပြီးပြီတဲ့အလုပ်ရှင်ကသူလစာမပေးဘူးတဲ့အဲ့ဒါအေးချောင်မပြောဘူးလားဆိုအေးချောင်ကိုပြောတော့တဲ့သူအေးချောင်ပြောတယ်တဲ့အလုပ်ရှင်ပဲတဲ့ပေးခြင်းပေးမှာပေါ့တဲ့မပေးခြင်းမပေးမှမပေးမှမပေးဘူးတဲ့အဲ့လိုမျိုးပြောဆိုအမအရန်အံ့ဩဝါတယ်ဒီမှာမရဘူးလေဘလို့သူစကားနဲ့ပြောရမယ်ဖြစ်နိုင်တာတော့သူစင်ကာပူမြောက်ဘူးလို့ဖြစ်မှာပေါ့နော်အခုကစင်ကာပူမရောက်ဘူးပဲနဲ့ကြွယ်နေကြတာ ဟိုကဘာပတ်နေကြပြီလေတော်တော်လည်းမပြောတော့ပါဘူးအမအဲ့လိုမျိုးရှင်နောက်ပြီးတော့เนาะဒီမှာ license မရှိဘဲနဲ့เนาะ work permit တွေเนาะ work permit တွေအလုပ်တွေလုပ်လို့မရဘူးเนาะအမပြောမယ်အခုကလေ M1 ကစင်ကာပူအများကြီးမျက်စိမှိတ်ထားတာ aspect တို့ work permit တို့လေဤပြီးတော့ကုမ္ပဏီတစ်ခုအောက်ကပဲဆိုရင်ကဲ domestic ဆိုရင်လည်း helper လေးဆိုရင်လည်းသူက name အင်းရှင်အောက်ကပဲဖြစ်တဲ့အတွက် အဲ့အောက်ကပဲလို့လဲအပြင်မှာလုတ်တယ်ဆိုရင်ဟိုတုန်းကဆို city hall ဆိုဝင်စစ်တယ်ဝင်စစ်မိအကုန်ပြန်လာအဲ့လိုမျိုးလေးရှိတယ်နော်အဲ့တော့ဆိုအောက်တယ်အခုချိန်မှာပတ်စံမလောက်လို့လုတ်ကြရဆိုရင်ပေါ်ပေါ်တည်တည်မလုတ်ကြနဲ့နော်သိလားအဲ့ဒါတော့အမစေတနာနဲ့ပြောတာပါဟိုမမိတော့အကောင်းမော်နော်မိသွားရင်မကောင်းဘူးနော်အခုဟိုပါအမတည်းအလုတ်ရှာပေးတာလေတဲ့ ဒီဟို helper တွေကအချင်းချင်းရှာပေးအချင်းချင်းတငယ်ချင်းချင်းရှာပေးရဲဆိုရှာပေးပါဒါပေမဲ့အဲ့ဒါတကယ်တော့လောက်ခွင့်မရှိမိရင်အဲ့ဒါမလွယ်ဘူးနော်အမအမပဲဟောဖြစ်တာပေါ့နော်ဟိုဥပဒေကိုတိနေလို့မသိပိုချုပ်တက်တယ်အမဒီကဥပဒေကိုကြောက်တက်တယ်နော်မဖြစ်ရင်တော့အကောင်းဆုံးပဲပေါ့နော်ဖြစ်သွားပြီဆိုရင်ဘာမှလုပ်လို့မရဘူးလေဖြစ်သွားပြီဆိုရင် blacklist ဖြစ်မယ်အခုတော့ရှိမရှိတော့မသိဘူးခိုးလုံးကတော့ဂျိန်တန်မှာရှိတာလေစင်ကာပူဂျိန်တန်ဆိုတာနာမည်ကြီးရယ်နော် တကယ်မလောက်ဘူးမထင်နဲ့သူတို့ကလောက်တယ်နော်အခုတော့မပြောတော့ဘူးပေါ့မအားတို့ခစ်တုံးကတော့ရှိရပေါ့နော်အဲရန်အခုဆိုရင်စီကဲမဲ့တာကြီးလေရန်များလာတယ်လို့ပြောတယ်စီကဲမဲ့တာတော့ထားပါနာမနာအဲ့အဟိုကဒီမှာ pass ဟိုတာတွေက PR ပဲတခြားနေရာမှာရှောက်လုပ်လို့ရတာ pass ဟိုတာတွေကဒီ company ဆို company တစ်ခုထဲမှာပဲလုတ်ခွင့်ရှိတယ်เนาะအဲ့ဒါလေးတွေကိုလုတ်မယ်ဆိုတိုးတိုးတိတ်တိတ်လုတ်ကြပါเนาะလူမသိစေနဲ့เนาะဟိုမသိတော့အကောင်းတာပေါ့เนาะသိရင်မလွယ်ဘူးလေကိုပဲခံရမှာဟုတ်เนาะ ပြီးတော့အော်တချို့က IPA မှာအေဂျင့်ကကိုရီးယားသာပေးတာ IPA မှာတပြားမှမရေးထားမရပါဘူးသူတင်ထားတာရှိတယ်အဲ့တည်းဆိုကိုယ့်ရဲ့ IPA အမှန်ဟိုမှာပြထားတဲ့ဗီဒီယိုတစ်ခုရှိရယ်နော်အဲ့ဒါလေးကိုတစ်ချက်စစ်ပါ IPA ကိုတစ်ချက်စစ်ပါအဲ့ IPA မှာအေဂျင့် fee မပိုင်ဘာလို့မရေးထားတာလဲဆိုမေးပါနောက်ပြီးတော့အေဂျင့်တွေကိုပြောပါအကယ်၍ငါ6လမြန်မာအေဂျင့်တွေကိုပါပြော6လအတွင်းအလုပ်ပြုတ်ရင် ငါ့ကိုနင်တို့ဘက်ကဗာပေးမှာစင်ကာပူအေဂျင့်ဘက်ကပြန်ရောမဲ့ပတ်စံမပြောနော်သူတို့ရှီကဗာလောက်မှာလဲဗမာဘက်ကဗာလောက်မှာလဲစာချုပ်ချုပ်ခိုင်းပြီးတော့လုပ်လို့မလုပ်ရင်လည်းအဲ့မှာတဖုခုလာလောက်ကြတော့သူတို့လေဘာလို့အခုဟာစင်ကာပူဘက်ကိုတော့လုပ်လို့ရတယ်အဲ့တော့သူကစင်ကာပူဘက်မှာသူတို့ကမတင်တာလည်းရှိသေးတယ်ဟိုတခြား ဟိုမြန်မာပြည်ထဲမှာလွတ်နေရပါတော့သူတို့ဟာဆိုပြီးတော့မှအေဂျင့်ညီညီလွှဲပေးနေလွှဲပေးမှာပေါ့နော်အဲ့လိုမျိုးတွေလောက်ကြတာအရှာဆိုကိုဟာကိုတေချာကြည့်ပါဖြစ်နိုင်နေဆိုရင်တော့လေဟိုပတ်စံကိုအကုန်လွယ်လွယ်မချလိုက်ပါနဲ့နော်ပတ်စံကြီးကရှားပါနေရစီဆိုတော့အများကြီးပဲအများကြီးပဲပြီးတော့တချို့အေဂျင့်တွေကြည့်ပါလေဟိုလေရတယ်လာစားအောင်မြန်မာငွေနဲ့တွတ်တွတ်ပြတယ်ဘာလို့ဘုတွတ်ပြရလဲဒီမှာမြန်မာငွေနဲ့ပေးလို့မရဘူးလေဟို S ဒီမှာလေလေ2000 2000ဆိုရင်330 2000ဆိုရင်ထားပြပါတော့360ဒီမှာ360 380လောက်ရတာ380လောက်ရတာဟဲ့380လောက်တော့အော်ညီမပြက်လို့ဒါ30တယောက်က100လောက်ရဆိုရတဲ့ဝင်ငွေကကိုပတ်စံမဟုတ်ဘူးညီမတို့အင်လာကပေးရမယ်စားဖို့တောက်ဖို့ကြံမယ်တလားလုံးကြိမ်တရားကြိမ်အောင်ကန်ကောင်းအဲ့ကြိမ်ပြောလိုက်လေတရားကြံတဲ့ဟာမှာကိုပစံဒီသိန်းတရားရတာကိုပစံမဟုတ်ဘူးပေးစရာအများကြီးရှိတယ် နော်သွားစိတ်လာစိတ်တွေရှိတယ်စားဖို့တောက်ဖို့ရှိတယ်အင်္ဂလာကရှိတယ်ရေဖို့မိဖို့ရှိတယ်နော်အဲ့ဒါကိုကြည့်ပါအဲ့ဟာကြီးကိုမမှတ်ပါနဲ့မှတ်လုံးတွေကိုမကြည့်ပါနဲ့နော်โอเคบ๊ายบาย